်မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ကော့ကရိတ်မြို့နယ်ကော်ဘေးနယ်မြေရဲစခန်းတင်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးအသေသွားပြီး23လက်နက်ချအညံ့ခံကလက်နက်ခဲရန်အများပြားကိုတင်ဆက်ရရှိပါတယ်ရခိုင်ပြည်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုအရက်ခပြည်သူတော်လှန်အစိုးရကစတင်ဖိတ်ခေါ်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတပုတ်ကတော့ကရင်ပြည်နယ်ကော့ကလိပ်မြို့နယ်ကော့ဘိန်းနယ်မြေရဲစခန်းကိုတိုက်ခတ်သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးဟာတည်သွားပြီးလက်လက်ချအညံ့ခံသူ23ဦးရှိကလက်လက်28လက်နဲ့ခရင်အများပြားကိုတင်ဆက်ရရှိခဲ့လို့လိုင်ယွန်ဘက်တလီယံပြောဟာစစ်ကြောင်းကသတင်းနှင့်ပြန်ကြားရေးတောင်ခံရဲဘော်အညာသားကပြောပြပါဗျ။ KNU တပ်မ6နယ်မြေကောက်ကွေးမြို့နယ်ကော်ဘိန်းနယ်မြေရဲစခန်းကိုမတ်လ24ရက်နေ့မနေ့9နိုင်ကနေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်လ25နေ့နေ့လယ်လောက်မှာကော်ဘိန်းရဲစခန်းကိုအပြည့်အသက်တိုက်ခတ်သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာ စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုများစွာကို လုံဆောင်ခဲ့ပြီးကျေးရွာစာတင်ကျောင်းနဲ့ပြည်သူတို့ရဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရှိရပါတယ်စစ်ကောင်စီတပ်ဘက်ကလက်လက်ချအညံ့ခံသူ23ဦးနဲ့မိသားစုဝင်18ဦးတို့ကိုလူခွေနဲ့အညီထင်းထင်းထားပြီးတော့ NUGC ကိုစနစ်ကျလွှဲပြောင်းပေးလိုက်တယ်လို့လည်းရဲဘော်အညာသားက ရှင်းပြပါတယ်အဲ့တိုက်ခိုက်မှုအတွင်းမှာတော်လဲရဲဘော်နှူးကလည်းမြင့်မြတ်စွာအသက်ပေးလူခဲ့ရသလိုပြည်သူတို့လည်းအသက်ဆုံးရှုံးခဲ့ရလို့သိရှိရပါတယ် ကော့ဘေးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကိုလာယုံဘတ်တလီယံစစ်ကြောင်းဂလုံစစ်ကြောင်း KNDO တရင်ချမွန်ပြည်သူ့လွတ်မြောက်ရေးတပ်တော် MLA မွန်ပြည်သစ်ပါတီ AD ရှားထူဝေါ်နေပညာတပ်ဖွဲ့ Alpha Bat Drone တပ်ခွဲအပါအဝင် KNL နဲ့ PDF မဟာမိတ်တော်လန်းအတွက်တွေပူးပေါင်းပါဝင်ခဲ့လို့လည်းသိရှိရပါတယ်။ကရင်ပြည်နယ်ကော့ကရစ်ခရိုင်တွင်စစ်သားစုဆောင်သူဘီသူကုံမစို့ ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်လက်နက်နဲ့ CDN ပြုလုပ်လို့သူတွေအနေနဲ့ MOD တဲကိုချိတ်ဆက်ပြီးပြည်သူနဲ့အတူအမြန်ဆုံးရည်တည်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။ ရန်ကုန်ဝသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့သင်္ကန်းညွန့်မြို့နယ်ရဲစခန်းကိုလက်ပစ်ပုံးသွင်းတိုက်ခတ်ခဲ့ရမှာရဲလက်ဦးဟာထေသွားပြီးလူနာတင်ကား200ရာရဲစခန်းထဲကိုဝင်ရောက်သွားတယ်လို့အာဗန်ဂျက်ဆွေအဖွဲ့ရဲ့ခေါင်းဆောင်ဗင်နွန်ကပြောပြပါရစေ။မလ25ရက်ညပိုင်းချိန်ကသင်္ကန်းညွန့်မြို့နယ်ရဲစခန်းကိုအာဗန်ဂျက်ဆွေအဖွဲ့ကလက်ပစ်ပုံးနှလုံးနဲ့ပစ်သွင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးရဲလက်ဦးဟာထေသွားကနှစ်ဦးဟာပြင်းထန်ဒဏ်ရရှိခဲ့တာလည်းဖြစ်ပါရစေ။ဒီတိုက်ခတ်မှုဖြစ်ပွားပြီးရဲ့နောက်မှာရဲစခန်းဤလက်မကိုပိတ်ချ ထားကအင်အားအများပြားနဲ့စစ်ဆေးမှုတွေပြုလုပ်နေပြီးရဲစခန်းတွင်းကိုလူနာတင်ကားနှစ်စီးရာ ရောက်ရှိနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ မွန်ပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်ရင်းမြုံနယ်ခန်းတင်းတရတက်စကန်ကိုရေးဘလူးဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သား9ဦးဟာတေသွားပြီးစစ်တပ်ကထောင်ထားတဲ့မိုင်းကြောင်ရေးပေါ်နှူးဟာကျဆုံးခဲ့လို့ရေးဘလူးဖွဲ့ရဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်မတ်လ25နေ့မနက်ပိုင်းချိန်ကခန်းတင်းတရတက်စကန်ကိုရေးဘလူးဘက်ကတိုက်ခတ်ဖို့ဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်ခန်းတင်းတရတက်စကန်ကိုသိမ့်ပိုက်ရမှာတော့ရေးပေါ်တွေကထိခိုက်ကျဆုံးမှုရှိခဲ့တဲ့အတွက်ရေးဘလူးအဖွဲ့အနေနဲ့ ဲရဲဘော်တွေပြန်လဲတဲရွေးကိုသာအဓိကဦးစားပေးတာကြောင့်စခန်းသိန်းတာကိုမလုဆောင်နိုင်ပဲပြန်လဲဆုတ်ခွာခဲ့ရလို့ရဲဘလူအဖွဲ့ရဲ့ခေါင်းဆောင်ကပြောပြပါရရှင်။ ရခိုင်ပြည်ရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးကိုကြိုးပမ်းဆောင်ရွက်နေပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမဲ့သူတွေအနေနဲ့ပူးပေါင်းဆောင်ရွက်ပေးကြဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေကဖိတ်ခေါ်နေတယ်လို့အရခပြည်သူတော်လှန်ဆိုရကတရားဝင်စတင်ဖိတ်ခေါ်လိုက်ပါတယ်။အရခပြည်သူတော်လှန်ဆိုရအနေနဲ့ဒေသအတွက်အကျိုးစီးပွားဖြစ်ထွန်းပြီးဒေသဖွံ့ဖြိုးရေးကိုအထောက်အကူပြုမဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုကြိုးစားအသိမှတ်ပြုတယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်ရင်းနှီးမြှုပ်နှံမှုလောက်ကန်ကြသူတွေရဲ့ ုံခြုံရေးအသက်အန္တရာယ်တို့ကိုကာကွယ်စောင့်ရှောက်သွားမယ်လို့လည်းအရခပြည်သူတော်လှန်ဆွေရကပြောကြားထားပါတယ်။ဒါကြောင့်လာရောက်ရင်းနှီးမြှုပ်နှံကြမယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဆက်လက်လက်ပတ်နိုင်ရေးအတွက် ပူပေါင်းဆောင်ရွက်ကြဖို့လိုလားတယ်လို့လည်းတရားဝင်ကြေညာလိုက်ပါတယ်။အနာဂတ်ကာလမှာနန္ဒကာနဲ့ဒေတာအတွင်းတည်ငြိမ်အေးချမ်းရေးလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အထောက်အကူပြုမယ့်အဖွဲ့အစည်းကြီးတစ်ခုအဖြစ်ရည်တည်ကြိုးပမ်းသွားမယ်လို့လည်းအသိပေးထားပါတယ်။ဒေတာအတွင်းတည်ငြိမ်မှုရရှိအောင်စနစ်တကျထိန်းသိမ်းကာ အာရခပြည်သူလူတွေရဲ့အကျိုးစီးပွားဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်ရခိုင်ဒေတာအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်လက်ချအညံ့မခံသေးတဲ့လက်ကျန်စခန်းတွေအလုံးကိုလည်း ထပ်မံသိမ့်ပိုက်ရရှိရတဲ့ရခိုင်တပ်တော်ကကြိုးပမ်းနေရလို့လည်းသိရှိရပါတယ်။လက်ရှိသိမ့်ပိုက်ရရှိထားတဲ့မြို့အားတွေရဲ့တည်ငြိမ်ရေး၊အိုးချုံရေးဒေသဖွံ့ဖြိုးတိုးတက်ရေး၊လုံခြုံရေးကျန်းမာရေးလူမှုစီးပွားအဝဝါတို့ကိုလည်းအကောင်းဆုံးစ조사ဆောင်ရွက်နေရလို့လည်းအရခပြည်သူတော်လှန်ဆွေရကပြောဆိုထားပါရဲ့ရှင်။ ဆက်လက်ပြီးတော့ရခိုင်ပြည်အမျိုးလယ်မှာစစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် A တို့ဟာမတ်လ24ရက်နေ့မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့လို့ဒေသတွင်းနေထိုင်သူတွေကပြောပြပါဗါတယ်။တိုက်ပွဲမှာစစ်ကောင်စီစစ်ကြောင်းကို A ကကြားဖြတ်တက်ခတ်ခဲ့ရာကနေဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကအကြအဆုံးရှိခဲ့ကြောင်းလဲ A နဲ့နီးစပ်သူတို့ကပြောပြပါဗါတယ်။ဒါအပြင်မတ်လ24ရက်နေ့မှာပဲအမျိုးနယ်လုံးကျေးရွာအနီးနတ်စင်တောင်ဘက်ကိုစစ်ကောင်စီဘက်က တပ်သားအင်အားတရာခန့်စစ်ကြောင်းထွက်ခွာမှုရှိခဲ့ပြီးအနီးတစ်ဝိုက်ကိုလက်နက်ကြီးငယ်တွေနဲ့ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့အန်ဒေတာကန်တူကပြောပြပါရယ်စစ်ကောင်စီတပ်ကလေကြောင်းကိုအသွင်ပြုက အန်မျိုးအနီးတစ်ဝိုက်တောင်ကုန်းတောင်တန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုအမြဲပြုလုပ်နေရလို့လေဒေတာကန်တွေကပြောပြပါရယ်မတ်လ25ရက်နေ့ကလည်းစစ်ကောင်စီတပ်က MN35 တိုက်ခိုက်ရရင်နဲ့ တောင်ကုန်းတောင်နှင်းတွေတစ်ချက်ကိုဘုံကျဲခဲ့လို့တဲ့အန်ဒေတာကန်တွေကပြပြပါဗါးအမ်မြုတ်ကစစ်ကောင်စီတပ်သားတွေဟာအမ်မြုတ်တဝိုက်စစ်ရေးလှုပ်ရှားမှုတွေကိုအခုရပိုင်းအတွင်း ပုံမှုလှုပ်ဆောင်နေတာဖြစ်ပြီးခံစစ်တွေပြင်ဆင်ဖို့မွတ်စလင်အကျဉ်းသားတွေကိုဝါစုလုပ်ကိုင်းတာတွေလည်းရှိနေကြောင်းအန်ဒေတာကန်တွေကပြပြပါဗါးလက်တလောရတဲ့တောင်ဘူးတိတောင်တို့ဘက်မှာလည်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး အန်ပါဝင် တောင်ကုတ်ကြောက်ဖြူတန်တွန်းတဲ့စစ်တွေဘက်မှာလည်းစီးရင်တင်းမာနေတယ်လို့သိရှိရပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရန်ကုန်မြို့ထန်းသမင်မြို့နယ်မှာပြည်သူ့ဘဝလုံခြုံရေးကိုချင်းချောက်ကစစ်မှုထမ်းဆောင်မှုတွေအတင်းအဓမ္မလူစုဆောင်နေသူတွေကိုထိထိရောက်ရေးဦးသွားမယ်လို့ထန်းသမင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်အကြက်ပဲစစ်တပ်ဟာစစ်သားစုဆောင်ရမှာရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုအုပ်စုအုပ်ချုပ်ရေးမှုအထွေထွေအုပ်ချုပ်ရေးဌာနနဲ့လဝကဌာနတို့သတ်မှတ်ထားတဲ့ဥယျာဉ်တိုင်းကောက်ခံပို့ဆောင်ပေးရန်ချမှတ်ထားရလို့လဲဆိုထားပါရယ်အဲ့ဒီချမှတ်ထားတဲ့တိ ုင်းရက်ခွက်အုပ်ချုပ်ရေးမှုတို့ဟာမလွဲမရှောင်သာ စတင်ပြီး အကောင့်ထဲပေါ်လုံဆောင်နေရကို သိရှိရတယ်လို့ ထိုင်းနိုင်ငံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပြောပါရယ်ဒီလိုလှုပ်ဆောင်မှုကိုထိုင်းနိုင်ငံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကလက်မခံဘူးလို့လည်းဆိုထားပါရယ်ဂျပန်စစ်တပ်ရဲ့လက်အောက်ခံအုပ်ချုပ်ရေးမှူးတအူးဟာလူမှုဆန္ဒကိုစန့်ကျင်ကြော်လွန်ပြီးအကြမ်းဖက်စစ်တပ်တွေစစ်သားသစ်စုဆောင်းမှုကိုဆက်လက်စုဆောင်းပေးမယ်ဆိုရင်အုပ်ချုပ်ရေးမှူးတွေနဲ့ပူပေါင်းပါဝင်ဆောင်ရွက်သူဌာနဆိုင်ရာအသီးသီးကိုစစ်ရေးပြင်းထန်အဖြစ်ပြင်းထန်စွာအရေးယူသွားမယ်လို့လည်းထိုင်းနိုင်ငံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပြပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။